်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဂရိတော်ကိုအစဉ်ဆောင်ထင်းသောဖျားဆိုတဲ့ကောင်းတဲ့နဲ့ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး အငယ်56ကိုဆင်ခြင်သွားခြင်းပါတယ်ဂတိတော်ရှိသမျှအတိုင်းမိမိလူဣတရလအမျိုးကိုငြိမ်ဝတ်စေခြင်းကစီရင်တော်မူသောထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းမိမိကြုံမောရှိအားဖြင့်ထားတော်မူသောဂတိတော်ကောင်းတခွန်းမြမပြဲကျွန်တော်တို့ယုံကြည်သူတွေယုံကြည်ကိုးစားတဲ့ဘုရားခင်ဟာသူပေးထားတဲ့ဂတိတော်တွေကိုအမြဲဆောင်ထင်းပြီးတော့ ကျွန်တော်တို့အတွက်ပြည့်စုံစေတဲ့ဘုရားသခင်ဖြစ်တော်မူပါတယ်။ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်လှုပ်ဆောင်ခဲ့ပုံတွေကိုပြန်လည်သုံးသပ်တဲ့အခါကျွန်တော်ရဲ့ယုံကြည်မှုနဲ့ကူးစားမှုတွေဟာဘုရားသခင်အပေါ်မှာပို့ပြီးတော့တိုးပွားလာပါတယ်။တခါတခါအခက်အခဲတွေပြဿနာတွေကြုံလာရတဲ့အခါဘုရားသခင်ကဘလို့ကာကွယ်ပေးထားခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်တဲ့အခါဘုရားသခင်ကဂတိတည်တဲ့ဘုရားသခင်ဖြစ်ကြောင်းကျွန်တော်တို့ တွေ့ရမှာပါအခုဆင်ခြင်နေတဲ့ဒီကြမ်းချက်ကရှောလမုန်ကဘုရားသခင်ရဲ့လူမျိုးတော်ကိုကောင်းချီးပေးစကားကိုဆိုနေခဲ့တယ်သူဟာသူတို့ရဲ့တမိုင်းကိုပြန်လဲသုံးသပ်ပြီးတော့ဘုရားသခင်ရဲ့ဂရီတော်စကားတစ်ခုမှမပြတ်ခဲ့တဲ့အကြောင်းတတိပေးပါတယ်ဘုရားသခင်ကသူလှုပ်ရမယ့်အလုပ်ကိုလုပ်နေကြောင်းဆိုပါတယ်ကျွန်တော်ယုံကြည်သူတွေအတွင်အခုဒီနှုတ်ကပတ်တော်တွေကပရောဖက်ရဲ့စကားကတိတော်ကောင်း တခေါ်မှမပြည့်စုံတဲ့စကစုကတကယ်ပဲနှစ်သက်စရာဖြစ်ပါလေဒါကစကားသက်သက်မဟုတ်ဘင်းနဲ့တမန်ကျမ်းစာဂရိတော်တွေဟာပြာသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ပြာသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုအမြဲစောင့်ထိန်နေတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ပြာသခင်ရဲ့အတူနဲ့ပေါင်းများစွာရှောက်လန်းခဲ့တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘဝအတ္တတာအတွက်ပြာသခင်ပေးခဲ့တဲ့သူ့ရဲ့ဂရိတော်တွေကိုဖြည့်ဆည်းပေးဖို့ ပြက်ကွက်မှုမရှိခဲ့ဘူးတဲ့အတွက်လဲရှောလမုံပြောခဲ့တယ်လို့ပဲကျွန်တော်တို့လည်းခံစားရပါတယ်တခါတလေအသက်တာမှာတွေ့ကြုံနေရတဲ့အရာတွေကိုဘာကြောင့်လဲဆိုတာကို နားမလည်နိုင်ပေမဲ့ကျွန်တော်တို့ကိုယ့်ဘဝကိုကိုယ်ပြန်ကြည့်တဲ့အခါဘုရားသခင်ရဲ့လက်တော်ကအလုတ်လုံနေတယ်ဆိုတာကိုတွေ့ရပါတယ်ကျွန်တော်တို့ယုံကြည်ကူးစားတဲ့ဘုရားသခင်ဟာသူ့ရဲ့နှုတ်ကပတ်တော်အပေါ်မှာကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တယ် ကျွန်တော်ယုံကြည်သူတွေလျှော်လို့မုံမင်းကြီးနဲ့အတူယက်တီနိုင်ပြီးတော့ဘုရားသခင်ရဲ့ဂရုတော်တွေတဲကတခုမှမပြတ်ကြောင်းကျွန်တော်တို့သိနာလေသဘောတူနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အသက်တာအတွင်းဘုရားသခင်ကဘလို့ဂရုတွေပေးခဲ့တယ်လေနှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့အခါတိုင်းမှာလည်းဘုရားသခင်စီကဘလို့ဂရုတော်တွေကိုရနေခဲ့တယ်လေဘုရားသခင်ကသူ့ရဲ့ဂရုတော်တိုင်းကိုအကောင်အထည်ဖော်လိုက်မယ် ဘုရားခင်မိန့်တော်မူတဲ့အရာကို သူပြုမယ်ဆိုတာကိုယုံကြည်ပါတယ်။ယုံကြည်ရမှလည်းဖြစ်တယ်။ကျွန်တော်တို့ဘဝအတွက်ဘုရားခင်လှုပ်ဆောင်ခဲ့တဲ့အတိတ်ကိုပြန်လည်သုံးသပ်ခြင်းကကျွန်တော်တို့ယုံကြည်ခြင်းကိုခိုင်မာစေဖို့အတွက်အစွမ်းထက်တဲ့ကရိယာတစားပလာတစ်ခုလိုပဲဖြစ်တယ်။ဟုတ်ပါတယ်။ကျွန်တော်တို့တခါတလေမှဘုရားခင်ပဲရောက်နေတယ်လဲဆိုတဲ့ခံစားရတဲ့အချိန်တွေရှိကောင်းရှိနိုင်ပါတယ်။စိတ်တက်ကြနေတဲ့အချိန်တွေလည်း ကြုံဘူးကောင်းကြုံတွေ့နိုင်ပါတယ်ဒီလိုဖြစ်နေနိုင်ပြီမလဲဘုရားသခင်ကသူ့ရဲ့ဂရုတော်ကိုအမြဲဖြစ်စီပေးခဲ့ပါတယ်အခုအချိန်မှာခဏလောက်အချိန်ယူပြီးတော့ကျွန်တော်တို့ဘဝမှာဘုရားသခင်တစ္ဆာရှိပုံကိုပြန်လဲသုံးသက်ဆင်ခြင်ကြည့်ပါကျွန်တော်တို့အမအရင်တွေလုံနေမိကြတဲ့အချိန်မှာတောင်ဘုရားသခင်ကသူပေးခဲ့တဲ့ဂရုတိုင်းကိုစောင့်ထိန်ဖို့တစ္ဆာရှိတော်မူပါတယ် ကျွန်တော်တို့လူကာအခန်းကြီး21အငယ်33မှာတော့ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတီလိမ့်မယ်လို့ဆိုထားပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကို ပြန်လဲသုံးသပ်ရခြင်းနဲ့ကျွန်တော်ဝန်ခံအသက်ရှင်ကြဖို့ကဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့ဂရုတိုင်းကိုပြည့်စုံစေလိမ့်မယ်။ကျွန်တော်နားမလည်နိုင်တဲ့တိုင်းဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ပြည့်စုံစေဖို့အတွက်လှုပ်ဆောင်နေပါတယ်။ ဘုရားသခင်က तू ပြောခဲ့တာတွေကို तू လှုပ်လိုက်မယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ပါတယ်။ဒီနေ့ကျွန်တော်တို့ဟာဘုရားသခင်ဂရုတော်အတိုင်းယက်တည်နေတယ်။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းဂရုတော်အတိုင်းအမြဲဆောင်ထိန်နေတဲ့ဘုရားသခင်ကိုအစဉ်ချီးမွမ်းဂုဏ်ပြုနေတဲ့အသက်တာအဖြစ်ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည် နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်